ငါပစ္စည်းလို့ပြောထားတဲ့ပစ္စည်းတွေရဲ့အရင်မှာအဲ့ဒီငါပစ္စည်းဆိုတဲ့လူကအရင်ပြောက်သွားတာနော်ဟင်တခါကြီးဒီမိုင်းများစဉ်းစားနော်ဝတ်ထားတဲ့လက်ကောက်လေးတွေဆွဲထားတဲ့ဆွဲကြိုးလေးတွေအဲ့ဒါနဲ့ကိုယ်နဲ့ဘယ်ဟာအရင်ပြက်မထင်လဲဟင်ဘယ်ဟာအရင်ပြက်မတော့ကိုကအရင်ပြက်မှာနော်ပိုင်ရှင်ဆိုတဲ့လူကအရင်သွားမှာနော်ဟုတ်လားအထူးသဖြင့်မြေကြီးတွေကိုငါမြေကြီးလို့ပြောတဲ့ကိစ္စကပိုးတောင်ရေပြာကောင်းတယ်လို့ထင်တယ်။ဒါဥစဉ်ကတော့တခါကြီးကြံကြံမှန်မှန်စဉ်းစားကြည့်တယ်။လူတွေကမြေကြီးကိုငါမြေကြီးလို့ပြောတာနဲ့ဆိုင် ြည်ကြီးတွေကလူတွေကိုငါလူလို့ပြောတာမှတော်မယ်လို့ဟုတ်တယ်မဟုတ်လားဇမြည်ကြီးနဲ့လူနဲ့ဘယ်သူအချင်းပြောက်သွားတာအောင်ဩစရာကြီးပဲနော်ဒါပေမဲ့ငါမြည်လို့လောက်ကြတာနော်စဉ်းစားရမကောင်းဘူးလားလွန်ခဲ့တဲ့9လလောက်ကဦးစင်းမှာအတွေးလေးတစ်ခုတွေးမိတယ်နော်ဦးစင်းကစကိုင်းမှာလည်းကြောင်းတဲ့ကြောင်းရှိတယ်ရန်ကုန်လှဲကူးမှာလည်းကြောင်းတဲ့ကြောင်းရှိတယ်ကိုကြောင်းဆောက်ထားတဲ့မြည်ကြီးကိုကိုလည်းပုထုဇဉ်တဘာဘာကုမြည်ကြီးလို့ထင်တာပါနော်ဒါစဉ်းစားကြည့်တာပါ ဒကာမတို့လည်းအိမ်ရောက်တော့စဉ်းစားကြည့်ပေါ့ကိုကိုအိမ်ရောက်ပြီးတော့နေတဲ့မြေကြီးကိုမြေကြီးအရန်ဆွဲရတော့အထီတော်မခံနိုင်ဘူးနော်အင်းနီနာချင်းအရန်ရန်ဖြစ်ရတာမရှိဘူးလားဒီမြေကြီးနဲ့ပတ်သက်ပြီးတော့နော်ဇီးတက်ရင်ရောင်းဖို့ဆိုတော့ဝယ်ထားတဲ့မြေကြီးလည်းငါမြေကြီးလို့မထင်ဘူးလားထင်တယ်နော်အဲ့တော့အိမ်ရောက်လို့ရှင်တွေးကြည့်ဦးဇင်းခုပြောတာတွေချို့လည်းတွေးဘူးတွေးဘူးကောင်းတွေးဘူးပါလိမ့်မယ်ဦးဇင်းတွေးဘူးတာတော့မကြသေးဘူးအခုငါငါမြေကြီးလို့လှုပ်ထားတဲ့ဒီမြေကြီးကို ငါအရင်ငါမြေကြီးငါမြေကြီးလို့လုတ်ခဲ့တဲ့လူတွေဘယ်နှယောက်လောက်များရှိမလဲလို့အဲ့ဒီအချက်ကိုစဉ်းစားသိချင်တာတွေးဘူးလားဟဲ့ဒကမကြီးတွေမတွေးဘူးသိရင်အခုလောလောဆယ်တွေးကြည့်လိုက်ကို့အရင်ဒီမြေကြီးကိုငါမြေကြီးငါမြေကြီးလို့လုတ်ခဲ့တဲ့လူဘယ်လောက်ရှိမလဲဘယ်ရှိတွေးနိုင်မလို့အသင်ချေနန္ဒနော်ဒီကဘာဖရားလေးစုတောင်ပွင့်ပြီးသွားပြီဟုတ်လားကို့အရင်ငါမြေကြီးလို့လုတ်ခဲ့တဲ့ပိုင်ရှင်ဟောင်းတွေအများကြီးပဲကိုကအခုမှသာငါမြေကြီးလို့လုတ်နေတာဟုတ်တယ်မဟုတ်လားဆက်ပြီးတော့စဉ်းစားပါဦး ခုငါငါမြေကြီးလို့လုံနေတဲ့နေရာကိုနောက်ထပ်ငါမရှိတော့တဲ့နောက်မှာငါမြေကြီးငါမြေကြီးလို့ဆက်လက်လုံကြမဲ့ပိုင်းရှင်အစ်စ်တွေဘယ်နှယောက်လောက်များရှိလာမှာတော့လို့ဘယ်နှယောက်လောက်ရှိမှာတော့ဘယ်ရှိတွေ့နိုင်မလို့ဒီကဘာတော်တော်နဲ့မပြတ်သေးဘူးနော်အရင်မတည့်ရမျက်စွာဖေဟာဝယ်ဝုံးပါဟုတ်လားစဉ်းစားမြေကြီးနဲ့ကပြောလို့ရရန်ကောင်းလေကျန်တဲ့ဥစ္စာပစ္စည်းတွေလည်းစဉ်းစားလေငါဥစ္စာငါဥစ္စာလို့လုတ်ခဲတာဒီဥစ္စာရဲ့ပုံမှာဘယ်နှယောက်ရှိပြီတော့တချို့ဆိုရင်ဘိုးဘွားအစဉ်ဆက်ပိုင်လာတာတွေရှိရနော်ဘယ်လက်ထက်ကစပိုင်ခင်မှမသိဘူး ဟုတ်လားဘဇုဟာမှလည်းမသိဘူးပိုင်ရှင်တွေမျိုးမျိုးပြောင်းနေရောနော်ဆက်ပြီးတော့ဘယ်နှယောက်ဆက်ပြီးတော့ပိုင်ကြအောင်မလဲစဉ်းစားအောင်နော်ပြောရရင်ကိုကပါလဲကိုကအခိုက်အတန့်ပဲဟုတ်တယ်မဟုတ်လားအခိုက်အတန့်ပဲနော်ဒါပေမဲ့ဘလို့ထင်တော့အခိုက်မာလို့ထင်တယ်ဟုတ်လားအဲ့တော့ဒကာမတို့ဦးဇင်းတို့ဦးဇင်းပြောချင်တဲ့ရည်ရချက်ကမများဘူးတခုတည်းဘဝမှာတကယ်ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုအစ်စ်ဟာဘာလဲလို့မင်းကုသိုလ်ကောင်းမှုပဲရှိဒါကိုပြောချင်တာသူကတော့သာဝရပိုင်ဆိုင်မှုပဲ ဘယ်တော့မှပျောက်ပြဲသွားတယ်လို့လည်းမရှိဘူးကိုယ်နဲ့ခွဲခွာသွားတယ်လို့လည်းမရှိဘူးကို့မှာဖြစ်တဲ့အည်အသွေးပဲတကယ်တမ်းကကုသိုလ်ဆိုတာပြင်မကရှိနေတာလေသူသူရှိနေတာပဲလေပြောရရင်ကို့မှာဖြစ်နေတဲ့ဟာမှကိုတည်းကိုဟာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်မကောင်းရင်လည်းကိုပဲကောင်းရင်လည်းကိုပဲဒါပေမဲ့ပိုင်ဆိုင်မှုကဒီမှာဖြစ်နေတာနဲ့ဘာမှမဆိုင်ဘူးနော်အရေးပါတာချင်းဆိုင်မလားဆိုင်ဘူးနော်သူသူပိုင်တာကိုပိုင်တယ်လို့ပဲထင်ုံမဲထင်နေတာ ဒီမှာတကယ်တမ်းဖြစ်သွားတဲ့အရာကသာလေကို့အတွက်အလွန်အရေးမပါဘူးလားမကောင်းတာဖြစ်ရင်လည်းအရေးပါတယ်နော်ကောင်းတာဖြစ်ရင်လည်းအရေးမပါဘူးလားပါတယ်ဒါကြောင့်ဘာတွေရှိတယ်လဲဆိုတာလေငါဘာတွေဖြစ်နေတယ်လဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်တကယ်တမ်းကဟုတ်တယ်မဟုတ်လားဒါကြောင့်ဝင်းကြီးတို့ပေးတဲ့ပေါင်းတော်တို့ရသော်ဘုရားကတခိုးတွေကကိုမသိအောင်ယူသွားလို့မရတဲ့အရာဘာလဲဆိုတဲ့မိကုံးကိုထိတိမိမိပြောပြတာနော်ကောင်းမြတ်မှုကလွဲလို့ဘယ်ရာမှကိုယ်ပိုင်ဥစ္စာပစ္စည်းမဟုတ် အဲ့ဒါကတော့ဘယ်သူမှယူလို့မရဘူးเนาะဒါကိုပြောချင်တာဟုတ်လားဒါကြောင့်ဦးဇင်းတို့မေကွန်ကြီးလေးချက်ရဲ့အဖြစ်ပြောချင်တာလေးတွေလည်းစုံသွားပြီလို့ဦးဇင်းထင်ပါတယ်เนาะပြောတဲ့အချိန်လည်းတော်တော်လေးများသွားပြီဟုတ်လားဒါကြောင့်ဦးဇင်းတို့ဒီကနေ့ညပြောခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးနှိမ့်ချုပ်လိုက်လို့ရှိရင်သူတော်ကောင်းတရားကြီး၄မျိုးရဲ့အကြောင်းကိုမှတ်သားခဲ့ကြရတယ်လို့ဆိုနိုင်တယ်။အများကြီးနားထောင်ခဲ့တဲ့စကားလုံးတွေကိုအနှိမ့်ချုပ်ပြီးတော့မှတ်တတ်ဖို့လည်းလိုမယ်နော်။သူတော်ကောင်းတရားကြီးဘယ်နှမျိုး၄မျိုး ီလရဲ့တတ္တရဲ့ပညာရဲ့ပုံညာရဲ့ဟုတ်တယ်မဟုတ်လားအဲ့ဒီသူတော်တရားကြီး၄မျိုးကိုသူရှုတော့နဲ့သူအသီးသီးဂုံတွေကိုပါတွဲပြီးတော့ကျွတ်နားလေဖို့လိုတယ်ပေါ့နော်ဆေးရပါစို့တီလဆိုရင်ဒီဒေသနာရနောက်ဂုံကြီးသူများစွာရှိတဲ့နေ့ကဒီဒေသနာရတီလရဲ့ဂုံကိုကျွတ်တို့ဘလို့နားလဲမလဲအိုသီးတိုင်အောင် ကောင်းသွားစေမယ့်အရာအဲ့တော့တီလရဲ့ဂုံပဲတကယ်စစ်မှတ်တဲ့ဂုံနော်တရာတရားရဲ့ဂုံကိုဒီဒေသနာရဥစဉ်တို့ဘလို့သိမလဲ စိတ်ထဲမှာအမြဲတမ်းရှိနေတဲ့အရာ ကောင်းလွန်းလို့မပြောက်စေတဲ့အရာနော်ပညာရဲ့ခုံကိုဒီဒီနာရဥစဉ်တို့ဘလို့သိမလို့လူလောကကြီးမှာတန်ဖိုးကြီးမှသုံးတော့ယရဏသူ့ကုံနဲ့သူရှိရနော် ပုံညာဆိုတဲ့ကောင်းမှုရဲ့ခုံကိုကျတော့ကျတော့ဘလို့နားလဲမလို့ဘသူမှယူသွားလို့မရတဲ့အရာတနည်းအားဖြင့်ကိုယ်ပိုင်ဥစ္စာပစ္စည်းစစ်စစ်ဂုံလေးတွေနဲ့တွဲပြီးတော့မှတ်ရင်ပိုမကောင်းဘူးလားတိလာဘလို့မှတ်မှာတော့ဩသီးတယောက်ကောင်းတဲ့အရာ တရားတရားကစိတ်ထဲမှာမြေတန်းရှိတဲ့နေရာပညာကတော့တန်ဖိုးကြီးဆုံးရတနာပုံညာကတော့ဘယ်သူမှယူသွားလို့မရတဲ့အရာတတိယတရားတရားကြီးလေးမျိုးကိုအပမာဒဆိုတဲ့တတိကိုအခြေခံမှသာနဲ့ရနိုင်နေရဆိုတာကိုလည်းပဲအခြေခံကြကြနားလည်ဖို့မလိုဘူးလားတတိနဲ့ကင်းပြီးတော့ဖြူစင်တဲ့တီလာရှိဖို့ဆိုတာမဖြစ်နိုင်ဘူးဟုတ်လားတတိနဲ့ကင်းပြီးတော့တရားတရားထက်လာဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးတတိနဲ့ကင်းပြီးတော့အမှန်ကန်တိတဲ့ပညာကိုရနိုင်မလား တတိဆိုတဲ့အပမဝါဒမရှိဘူးဆိုလို့ရှိရင်ပုံညဆိုတဲ့ကောင်းမှုမျိုးစုံကဖြစ်ထွန်းမလားဖြစ်ထွန်းဘူးဘာနဲ့ဆောင်ရွက်ကြလဲတတိနဲ့ဆောင်ရွက်ရမှာနော်ဒါကြောင့်အပမဒေနာတမ္ပါဒေထအပမဒါဆိုတဲ့တတိနဲ့သူတော်ကောင်းတရားတွေကိုပြည့်စုံအောင်လုပ်ရမယ်လို့ပြောတာဘာနဲ့လုပ်ရမလဲတတိနဲ့လုပ်ရမယ်နော်သူတို့အဓိပ္ပာယ်တွေကအရင်ကောင်းတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့တတိဆိုတဲ့အပမဒါတရားလက်ကင်ထားပြီးတော့အိုသည့်တရားကောင်းတယ်ဆိုတဲ့ကိုချင်းတေလာ စိတ်ထဲမှာအမြဲတမ်းရှိနေတဲ့ဆိုတဲ့တရားတရားတမိုးကြီးဆုံးယတနာလို့ဆိုတဲ့ပညာဘယ်သူမှယူဆောင်သွားလို့မရတဲ့ကိုယ်ပိုင်ဥစ္စာပစ္စည်းစစ်စစ်လို့ဆိုတဲ့ပုံညာကောင်းမှုဟုတ်လားဒါတွေကိုပိုင်ဆိုင်အောင်ကြိုးစားပြီးတော့နောက်ဆုံးမဲ့ညာဖုန်ညာမြေနေပံကိုမျက်မှောက်ပြုနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညပေးတဲ့ပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရတော့ဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအဆုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဖုန်ညာမြေနေပံကို လင်မြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်